ပင်လယ်ရေပြင်ကြီးကဘာကြောင့်အပြာရောက်နေအစိမ်းအောင်ဖြစ်နေရတာလဲမင်္ဂလာပါယူသန်နေဒိမန်ပရိသတ်ကြီးပင်လယ်ပြင်ကျဲကြီးကိုကြည့်လိုက်တိုင်းနန်ရှိုင်းနဲ့အပြာရောင်ဒါမှမဟုတ်စိမ့်ပြာရောင်တွေကကျွန်တော်တို့ကိုဆွဲဆောင်နေတတ်ပါ ರಿ တကယ်တော့ရေဟာအယောင်မရှိဘူးလို့ကျွန်တော်တို့သိကြပါ ರಿ ဒါဆိုရင်ဒီပင်လယ်ပြင်ကြီးကကောင်းကင်ပြာရဲ့အရေးကြောင့်လားဒါမှမဟုတ်ရေရဲ့သဘာဝကြောင့်လားဆိုတာသိကြမှုပါသလား ဒီမိကွန်းကတဘာဝရဲ့လေးဝက်ချက်တစ်ခုလိုပါပဲပင်လေရီဘားကြောင့်အပြာရောင်နဲ့အစိမ်းရောင်တွေအဖြစ်ပြောင်းလဲနေရလေဆိုတဲ့သိပ္ပံနီးကြအကြောင်းရင်းတွေကလေးစိတ်ဝင်စားဖို့ကောင်းနေပါလိမ့်ပင်လေရီပြာရောင်ဖြစ်ရခြင်းရဲ့အဓိကအကြောင်းရင်းကကောင်းကင်ရောင်ပြန်ဟတ်တာမဟုတ်ဖိနေရေရဲ့မော်လီကျူးတွေနဲ့အလင်းပြန်တက်ရောက်မှုတို့ကြောင့်ဖြစ်ပါလိမ့်နေရောင်ခြင်းမှာရောင်စင်းခွနဲ့သွဲပေါဝင်ပါလိမ့်ပင်လေရီတွေကိုအလင်းဝင်ရောက်တဲ့အခါမှာရေမော်လီကျူးတွေဟာအရောင်မျိုးမျိုးကိုဆုပ်ယူလိုက်ပြီးအပြာရောင်လိုမျိုးလှိုင်းတို့အရောင်တွေကိုပြန်ပြီးတော့ကွဲပြားစေခြင်းဖြစ်ပေါ်စေပါလိမ့် ရေကနီယောင်နဲ့လိုင်းရှည်ရောင်တွေကိုဆောက်ယူလိုက်ပြီးအပြာရောင်ကိုပဲမျက်စိစီကိုပြန်လှုပ်ပေးတဲ့အတွက်ပင်လယ်ရီဟာအပြာရောင်ဖြစ်မြင်ရတာပါပင်လယ်ရီကဘာကြောင့်အပြာစိမ်းဒါမှမဟုတ်အစိမ်းရောင်ဖြစ်ရတာလဲဆိုတဲ့အဓိကအချက်ထင်မှာတော့ရေထဲမှာပါဝင်တဲ့အရာဝတ္ထုတွေပေါ်မှာလည်းမူတည်ပါသေးတယ်ပင်လယ်ရီထဲမှာရေမော်ပင်ငယ်လေးတွေသဲမုန်တွေရွှွန်းနှုန်တွေနဲ့တခြား organic ပစ္စည်းတွေအများကြီးပါဝင်ပါသည်ဒီယာရီကရေရဲ့ရောင်ကိုပြောင်းလဲစေနိုင်ပါသည်အထူးသဖြင့်ရေမော်ပင်တွေမှာပါဝင်တဲ့ chlorophyll ဓာတ်ကအစိမ်းရောင်ဖြစ်စေတဲ့အတွက် ရေမော်ပြင်းများတဲ့ဒေသတွေကပင်လယ်ရေဟာအစိမ်းရောင်ဘက်ကိုပို့ပြီးတော့အများနေရပါပြီအပြာရောင်စစ်စစ်ကိုမြင်ရတဲ့ပင်လယ်ရေတွေဟာများသောအားဖြင့်သမုဒ္ဒရာအနက်ပိုင်းဒေသတွေဖြစ်ပါသည်ဒီဒေသတွေမှာရေအနက်ကလည်းအရန်ကုန်မှများပြီးရေမော်ပြင်းတွေတဲမုန်နေနေပါပါသည်ဒါကြောင့်မလို့ရေဟာအလင်းရောင်ကိုဆုပ်ယူတဲ့သဘာဝဖြစ်စဉ်အတိုင်းပင်အပြာရောင်စစ်စစ်ကိုသာပေးစွမ်းနိုင်ပါသည် တဖက်မှာတော့ဂန်ယူရန်နာကပင်လယ်ရေပြင်နဲ့မြေဝကျုံးမော်ဒေတာတွေနဲ့ရေတိမ်ပိုင်းတွေမှာတော့ရှုံးလုံနေသဲတွေပူများတဲ့အတွက်ရေဟာအစိမ်းရောင်တခါတလေမှအညူရောင်ပြီးတော့အရောင်မျိုးမျိုးကွဲပြားနေတာကိုလည်းကမ်းခြေကိုသွားရောက်လဲပတ်ဖူးတဲ့သူတွေဆိုရင်သိကောင်းသိပါလိမ့်မယ်။ဥပမာအနေနဲ့ပြောရမယ်ဆိုရင်ထိုင်းပင်လယ်ခွေးနဲ့အက်ဒမန်ပင်လယ်ဟာဆိုရင်ရေကအပြာရောင်နဲ့စိမ်းပြာရောင်ဖြစ်ပါသည်။စိမ်းတိုင်းတိုင်းပင်လယ်ပြင်တွေကိုတော့ဘင်္ဂလားပင်လယ်အော်ရဲ့ဂန်ယူရန်ဒေတာတွေမှာအများဆုံးတွေ့ရနိုင်ပါသည်။ ဒါကြောင့်မလို့ပင်လယ်ရေရဲ့အယောင်ကွာခြားမှုကရေထဲမှာရှိတဲ့သဘာဝပြည့်စုံတွေနဲ့အလင်းပြန်တက်ရောက်မှုတွေကြောင့်အဓိကဖြစ်ပေါ်တာပါ။ကောင်းကင်ကြီးကရောင်မြန်ဟက်လို့ဆိုတာမျိုးထက်စာရင်အပြာရောင်ဆိုတာရေရဲ့မော်လီကျူးတွေရဲ့သဘာဝကြောင့်ဖြစ်ပြီးအစိမ်းရောင်ဆိုတာကရေထဲမှာရှိတဲ့သတ်ရှိတွေနဲ့ရွှွန်းနုံရဲ့လွှမ်းမိုးမှုကြောင့်ပဲဖြစ်ပါလိမ့်။ဒီလိုအရောင်မျိုးမျိုးကွဲပြားနေတဲ့ပင်လယ်ပြင်ဟာသဘာဝရဲ့ရှုပ်ထွေးလာတဲ့ယူပါဗေဒနဲ့ဇီဝဗေဒဆိုင်ရာအပြန်အလှန်တက်ရောက်မှုတွေကိုပြသနေတဲ့အမကန်ပကြီကားတစ်ချက်ပဲဖြစ်ပါလိမ့်။ ဒါဆိုရင်တော့ပင်လယ်ရေဘာကြောင့်အစိမ်းရောင်အပြာရောင်စသဖြင့်အရောင်တွေကွဲပြားနေရတာလဲဆိုတာကိုသဘောပေါက်သွားလောက်ပြီလို့ထင်ပါရီနောက်ထပ်လည်းဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုယူသားအနေနဲ့ဒိမန်းကနေပြီးတော့ရှာဖွေတင်ဆက်ပေးအောင်ပါ။ဂျိုင်းနေတတ်တယ်ဆိုရင်တော့ channel လေးကို like and subscribe ပြုလုပ်ခဲ့ပြီးတော့ page လေးကိုလည်း follow လုပ်ဖို့အတွက်မမေ့ပါနဲ့။အဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါရီခင်ဗျာ။